လုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာဖို့ကြော့ရေးသားထားတဲ့နှောင်းချစ်တီတာဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနားဆင်ခံစားကြပါရှင်နှောင်းချစ်တီတာ မောင်မောင်ကိုတင်တင်တွေ့ကျင်လှသည်မှကြားပေးပြီ ကိုမောင်မောင်တင်တင်တို့အိမ်ကထွက်သွားသည်မှလည်း၃၄နှစ်ပင်ရှိလေပြီ၃လတခါ၄လတခါကိုမောင်မောင်အိမ်လာလေသည် ဆိုစကားကိုတော့ဒေါ်လေးစီကတဆင်ကြားရ၏သို့တော့တင်တင်နှင့်ကလူချင်းတကားမှမစုံမိကြချင်။ယနေ့တွေ့မည်တွေ့ကြတော့လေ။တင်တင်တို့ဆက်ယုံရှိထမင်းဆိုင်ထဲမှာမှ ကိုမောင်မောင်နှင့်လာတွေ့ရ၏။ရခင်ကနှင့်စားသော အဝိအစင်တွေပါ ပြောင်းလဲကြီးပြောင်းလဲသွားတော့ကိုမောင်မောင်ကိုတင်းတင်းကငေးကြည့်နေမိ၏ဟောတင်းတင်းကိုမောင်မောင်ကလည်းအံ့ဩသွားသည်ကိုမောင်မောင်သည်ဝမ်းသာအားရနှင့်တင်းတင်းတို့အနားသို့ရှောက်လာ၏မမျောလင့်မဲတွေ့ရတော့ဝမ်းသာလိုက်တာဗျာဟုတ်လေထက်ဆင်၍ဆိုသည်၏အဝိအစင်သာမဟုတ်အတန်နေအတန်ထားအပြောဆိုတို့ကပါတွက်လက်ချက်ချလွန်၍ ယခင်ကနှင့်လုံးဝမတူတော့သောကိုမောင်မောင်ကိုတင်းနေကအံ့ဩနေတော့မင်းထို့ကြောင့်လေတခွန်သောစကားကိုမျှမဆိုမိသေးပဲပြုံးကြည့်၍သာနေမိ၏ကျွန်တော်ကတင်းနေကိုအမြဲတည်းရပါရဲ့ဗျာအိမ်လာလေတိုင်းတင်းနေအကြောင်းတွေမေးရတာလည်းမောပါပဲမတင်တင်ပရိုမိုးရှင်းရသွားပြီဆိုတာတတော်ပြောလို့ကျွန်တော်ဖြင့်ဝမ်းသာလိုက်တာကိုမောင်မောင်ကရွှ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  ဘာပြန်ပြောရမှန်းမသိပင်ဖြစ်နေမိ၏ကဲတင်းတင်းတို့ထမင်းစားကြမှာပဲမဟုတ်လားဘာဟင်းနဲ့စားကြမလဲပြောပြောဒီမှာနောက်ထပ်ထမင်းနှစ်ပွဲနေပါနေပါကိုမောင်မကျမတို့မှာထမင်းကြိုက်ပါပါတယ်ဟင်းမကောင်းတာနဲ့စိုက်မာလာစားကြတာပါတင်းတင်းကကမန်းကန်တားလိုက်ရ၏ကဲဘာဟင်းမှမလဲပြောချက်အသေးမြင်မှာပါလားကိုမောင်မောင်ဒီသူစားနေသောစပွဲမှာစားလက်စားထမင်းဟင်းပကံများကို တင်းနေတို့ရှိကခုံတို့ရွှေယူလာ၏ကြက်အသေးမြစ်တပွဲအစင်းကြော်တပွဲ စနမျိုးဟင်းကြိုငမင်းစီပြန်ဟင်းစသဖြင့်တခုပြီးတခုထပ်မာနေသောကိုမောင်မောင်ကိုတင်းနေကတာယူရသည်ကိုမောင်မောင်ဤလှစ်လှစ်လဲလဲဟန်မှာဘေးလူများကိုပင် အာနာဖို့ကောင်းနေပြီလားဟုထင်ပါသည်မခင်ဝေဒါကိုဦးလေးအိမ်မှာတင်းနေတို့နဲ့အတူနေသွားတဲ့ကိုမောင်မောင်ဆိုတာလေခုပင်မမှာပေါ်လာနေတယ်ကိုမောင်မောင် ဒါကျမတို့ဆက်ယုံကအချိန်မှတ်စီမှမခင်ဝေပါတင်းနေတငယ်ချင်းလေဟုတ်ကဲ့သိရတာဝမ်းသာပါတယ်ထမင်းမွဲရှေးချ၍ထိုင်မိကြတော့အခါတင်းနေကကိုမောင်မောင်နဲ့မခင်ဝေကိုမိတ်ဆက်ပေးသည်ကိုမောင်မောင်ဒီမှာဘာလာလုပ်တာလဲဩစက်မှုမှာအရက်ကခြေသေးကလေးတကောင်လာရှာရင်ထမင်းဝင်စားတာပါတင်းနေတို့တော့ဒီဆိုင်မှာနေတိုင်းစားကြတယ်ထင်တယ်စက်မှုတက်ကတော့မှာ သူတို့ရွာကအကြောင်းသားလေးတယောက်ကို လာရှာသည်ဟုဆိုသည်။ဟင်းမကောင်းနဲ့တနစ်တလီပါ။တင်းနင်းကဟင်းမကောင်းဆိုလို့ပြောရအောင်မေ။ဦးလေးတို့အိမ်မနေတော့ကတင်းနင်းအလုပ်ပြန်မှဝဲလာတဲ့အသေးမြင်ဟင်းကိုကျွန်တော်သိတဲ့တရရတာပဲ။ရခင်ကတင်းနင်းအလုပ်ပြန်မှဝဲလာတဲ့တော့အသေးမြင်ဟင်းလျာများကိုတတိယသည်ဆိုသဖြင့်တင်းနင်းဝမ်းသာလုံးဆိုသွားမိသည်။ဆက်ယုံမှအော်အော်တန်နေအတူတင်းနင်းနှင့်ကိုမမောင်တို့ကလန့်ခွဲလိုက်ကြရသည်။ တင်တင်နဲ့အေးအေးဆေးဆေးစကားပြောရအောင်တနေ့ကျွန်တော်လာအောင်မယ်လူချင်းမတွေ့ရတာကြတော့ပြောစရာတွေတပုံကြီးပဲကိုမောင်မောင်အေးနောက်ဆုံးစကားကြောင့်တင်တင်အေးဒီကိုလုံးမှမြောက်တက်သွားမလို့ဝမ်းသာမိသည်အလုတ်ချိန်အတွင်းအလုတ်ကအပြန်မှာတင်တင်သည်ကိုမောင်မောင်အကြောင်းကိုသာတစ်ချိန်လုံးတွင်းငေးလာမိသည်ကိုမောင်မောင်မှာတောကဖြစ်၏တော်များမေဥတင်အောင်တို့အိမ်တွင်ထမင်းလာကပေးစားရင်း ရန်ကုန်၌ကြောင်းလာနေသူဖြစ်၏ကိုမောင်မောင်အမေနှင့်တင်းနေဤကြည်ကြည်တော်မြမေဤခင်မွန်ဥတင်အောင်မှမောင်နှမတော်ဆက်သည်ဟူသည်ရသည်သို့တော်ရင်းရင်းရှာရှာကမဟုတ်ရဲ့ဆွေရဲ့မျိုးလောက်သာတင်းနေအမေနှင့်တော်မြမေတို့ကညီမအရင်မင်းတင်းနေအဖေမှတင်းနေငယ်စဉ်ကပင်ဆုံး၏အမေမှတင်းနေအသက်18နှစ်ရောက်၍ကိုရန့်အောင်သောနှစ်က ဆုံးပါသွားသည် ထိုအခါဆွေမျိုးနှိစက်ရာကြည်ကြည်တယောက်သာရှိသောတင်တင်မှာတော်မြမေဥတင်အောင်တို့ရှိရာရန်ကုန်စင်ကြေပုံအုတ်ကျင်းရက်ွက်တို့ရောက်လာရသည်အတော်ဖြစ်သူဤခင်မောမှလည်းကြည်မြင့်နှင့်အထယ်ဆက်တွင်ကာယလုံသားတယောက်သာဖြစ်သည်ဖြင့်တင်တင်ကိုဆက်၍ကြောင်းမထားပေးနိုင်ရှာပြီထိုအခါတင်တင်ကစေဝါထုတ်လို့ရေးဆက်ယုံတွင် နေစာစည်းမှလည်းဖြစ်အလုံးဝင်လုံရသည်ဤဒီကဆာ၍ကိုမမောင်နှင့်တင်တင်တို့က ဦးလေးအတော်များအိမ်တွင်စုံစည်းမိကြသည် ကိုမောင်မောင်မှရိုရိုအေးနေတတ်သည်အိမ်မှဆိုလျင် စကားကိုပင် ကြဲကြဲလောင်လောင်မပြောသမင်းဝိုင်းစားကြတော့လေတင်းနေကိုရှက်ရွေလာမသိခေါင်းကိုအမြဲအောက်ရှို့ထားသည် တင်းနေနှင့်ကိုမောင်မောင်တို့မှတတူရွယ်တူမျှသာဖြစ်ကြတော့လေတောကရောက်ခါစတွင်တင်းနေကိုမမတင်းတင်းဟုခေါ်သည်တင်းနေကရောသူ့ဦးလေးအတော်တို့ကပါဝိုင်းပြောကြတော့အခါ မတင်တင်ဟုမယုံမလွန်ခေါ်ပြန်သည်ကိုမောင်မောင်ကိုရန်ကုန်၌ကြောင်းထားပေးရန်ရောက်လာတော့ကိုမောင်မောင်တို့သားမိအားတင်းနှင်ကြည်ကြည်ဒေါမြမင်းနှင့်တင်းနှင်တို့ကဖျားလိုက်ပို့ချသည်ဦးလေးကတော့အလုံးအားသဖြင့်ဖျားတို့ပါမလာပြီဖျားရောက်ပြီဆိုရင်သူ့မေဤထီဖနှက်များကိုပင်တင်းကျုံကင်ဆွဲပြီးဖျားပေါ်တွင်ဂလန်ဂလာနောက်ကပါလာတော့ကိုမောင်မောင်တော်သားကြီးကိုတင်းနှင်သည်ဝမ်းထဲကကြိတ်၍ရင်မိသေး၏ မိခင်ကြီး၏ဝေယဝိဆာအသေးမွားလေးတွေကိုပါလှူဆောင်ပေးတတ်သောကိုမမောင်ကိုကြည်၍တင်းတင်းစိတ်ထဲကချီးကျူးမိသေး၏ဤသို့လိမ္မာရေးချရှိလွန်၍လည်းမိခင်လို့သူကကိုမမောင်ကိုတတော်ချစ်ရှာပုံရသည်အဖေမရှိသော မောက်ဆိုးမသားမှုလည်းအလိုလိုက်ပုံရသည်အဖေသားမဟုတ်အမေပါမရှိသောတင်းတင်းကလည်းကိုမောင်မောင်ကိုကိုချင်းစာ၍ထိုစဉ်ကပင်စင်နာတနာပုံမိသည် ထိုစဉ်ကကိုမောင်မောင်မှာ အထမရန်ကျောင်းသားသာရှိသေးသည်။ကမာရော့ကြားကျောင်းမှနေသည်။စပင်ကိုတူတူညှံ့၍ပင်နေတိုက်ပုံကိုအမြဲဝတ်တတ်သည်။ချီပစိုးကွက်တုံးကိုတူတူစီ၍ပခုံးပြုတ်ကြမတက်လေးလံသောလွဲကိုလွဲကအုတ်ကျင်းမှကမာရော့သို့တန်လန်းတိုင်းခြေလျင်ကျောင်းတက်သွားတတ်သောကိုမောင်မောင်ကိုကြည့်၍တင်းတင်းဆိတ်သေးကတစုံတစ်ခုလိုနေသလိုပင်ရန်ကုန်ကကျောင်းသားတွေမှာက၄၅၆တန်းရလာပြီဆိုတော့က အမောက်ကလေးတသားသားစာအုပ်တွေကိုလည်းတက္ကသိုလ်ကျောင်းတော်သားကြီးများဟန်နဲ့လက်ပိုက်ပွေသွားတတ်သောကျောင်းသားတွေကြားထဲတွင်ကိုမောင်မောင်မှတမျိုးတပုံစံဖြစ်နေသည်ဦးလေးကတော့ဒီကောင်နေဟန်ကတော်သားမှန်လူမမေးရဘူးတဲရိုးတာအတာကိုဟုတ်ချီကျူတဲ့သည်စာတော်၍စူးစားသောမို့ဦးလေးကအိမ်ပါဟိယကိစ္စဆို၍လဲဖာတခိုးမှမခိုင်းမီကိုမောင်မောင်ကလည်းအိမ်မှာရှိလျင် သူ့အခန်းထဲမှာသာကုတ်၍စာကြံနေတတ်သည်။ထမင်းစားချိန်ကလွဲလျင်ကိုမောင်မောင်ကိုဧကန်းပြင်၌တခါမှမတွေ့ရပေ။ညဆိုလျင်လည်း7နာရီ7နာရီထိသူ့အခန်းထဲကမိအောင်ကိုမြင်နေရသည်။မနက်ဆိုလျင်လည်းတင်းနေတို့ထမင်းထချက်သည့်အချိန်ကပင်စာထကြံနေလေပြီ။ဒေါ်လေးကတော့နည်းနည်းပပမှအိမ်ပါရကူပေါ်လောင်ပမရဟိုစိတ်ပြည့်ချင်မုံရသည်။သို့သော် သမင်းလာကပေးစားသူမို့မခိုင်းရဲမပြောရဲပြီကိုမောင်မောင်အခန်းထဲကြီးအောင်းနေလို့အညောင်းမီပြီးခြိသွားပါအောင်မယ်နော် စာစူးစားသလိုကျမ်းမာကြီးလည်းတတိထားပါအောင်ကိုမောင်မောင်ဟိုရင်းနေလာတော့ခါတင်းတင်းကားတတိပေးမိသည်သို့တော့သူနေပုံထိုင်ပုံကဒုံရင်ဒုံရင်အတိုင်းမင်းကျောင်းလွယ်အေးကိုပခုံးပြုတ်ကြမတက်လွယ်ကအုတ်ကျင်းမှကမာရွတ်ကြာကြောင်းတို့တန်လန်းအတိုင်းခြေလျင်လျှောက်သွားတတ်သောကိုမောင်မောင်ကို တနာကျင်နာပုံမိသဖြင့်တင်းနေငါသာယထားနဲ့သွားပါလားကိုမမောင်ရေယထားနဲ့ဆိုရင်စားချက်ဖို့အချိန်တော့ပိုရသေးတာပေါ့တခြားចောင်းသားចောင်းသူတွေလည်းယထားနဲ့သွားနေကြတာပဲဘာလဲကိုမမောင်ကယထားစီကိုမဆုလို့လိုက်တင်းနေလာသုံးလက်မှတ်ယူပေးမယ်လीပဆန်ကုံမကြောက်လို့မဟုတ်ပါဘူးမတင်တင်လမ်းလျှောက်သွားရတာလေကောင်းလေတန်းရလို့ပါခကြီးကမဝေးပါဘူး တော့မှတော့ငါကျွန်တော်ចောင်းသွားတက်ရတယ်အနောက်ရွာကဒီထက်၃လေးပြန်တော့ဝေးပါသေးတယ်အဖမ်းမကြည့်ပါဘူးဟိုတတိငင်ငင်ပြန်ပြောရသည်ဤဒီကိုပင် သူ့အပေါ်ကျနာတနာနေမိတော့တင်းနေမှာအားမလို့အားမရဖြစ်မိသည်ဒီထက်ပို၍လေတင်းနေကအတင်းမတိုက်တွန်းရပြီကိုမောင်မောင်မှနနက်၁၀နာရီចောင်းသွား၍တင်းနေကမနက်9နာရီကပင်အလုံသွားရသည်ထို့ကြောင့်မနက်ပိုင်းထမင်းဝိုင်းမှာတော့ တနင်္ဂနွေနေ့မှတပါအခြားနေ့များမှာကိုမောင်မောင်နဲ့တနင်္ဂနွေတော့မဆုံးမိကြညနေဆိုရင်တော့တနင်္ဂနွေနဲ့ကိုမောင်မောင်ကထမင်းဝိုင်းမှာအမြဲဆုံးမိကြသည်ချီမြင့်နဲ့အထဲဆက်တွင်အလုံလုံသောဦးလေးတော်မှာနနက်9နာရီလောက်ဝင်ရ၍ညနေ3နာရီကျော်ကိုအလုံပြန်ရသည် အလုတ်ကျန်းလောက်ရသူမို့ဦးလေးကညနေစာထမင်းကို၄နာရီဆိုရင်စားပြီးပြီထိုချိန်မှာတင်းတင်းနဲ့ကိုမောင်တို့ကအိမ်သို့ပင်ပြန်မရောက်ကြသေးပြီ တင်းတင်းမှနေစားဆေးမှသာဖြစ်သဖြင့်တစ်ခါတစ်ခါအလုပ်သမားတွေအချိန်ပိုဆင်းနေကြလျင်ညနေ6နာရီကျော်မှအိမ်ပြန်ရောက်သည်ညနေ9နာရီကျော်ကျောင်းလွှတ်၍ကမာရောမှအုတ်ကျင်းတို့ခြေလျင်လျှောက်လာသောကုမောင်မောင်မှလည်း9နာရီ40 45မိနစ်မှအိမ်ပြန်ရောက်လာတတ်သည်ထို့အခါညနေစာထမင်းဝိုင်းတွင် တင်းတင်းနှင့်ကုမောင်မောင်တို့သည်စုံစည်းမိပြီးသားဖြစ်ကြသည်ကုမောင်မောင်ကတော့ကရောက်ခါစားတင်းတင်းနှင့်မြင်းနေကြသေးခင်တော့ တင်းနေကညနေစာသမင်းကိုမိမိပါသာခုခက်စားရသည်ကိုမောင်မောင်ကိုစောင့်နေခြင်းမရှိပေတင်းနေညနေစာသမင်းစားနေခြင်းတွင် ကိုမောင်မောင်ចောင်းကရောက်လာသောအခါကိုမောင်မောင်ကိုជីជីကခုခက်ပေးရသည် နောက်တော့အလေးလေးခါခါခုခက်ပေးရသောជីជីကတင်းတင်းသိစာနေပလားစောင့်နိုင်ရင်မောင်မောင်ကိုစောင့်မအောင်လားကွယ်လူတယောက်တစ်ခါစီသမင်းပွဲပြင်းစားနေကြတော့အကွဲကွဲအပြပြနဲ့ရှေ့လူနောက်လူငဲ့ရတယ် တိန်ရဆဲရတာလဲတောင်းဝင်းများတာပေါ့မောင်မောင်ရောက်မှာအတူစကြပါလားမောင်မောင်လည်းရောက်ခါနီးပါပြီဟုတ်ပြောရသည်အကယ်၍တင်းတင်းထက်ကိုမောင်မောင်ကစော၍ရောက်လာရင်လဲမောင်မောင်တိတ်မစားသေးရင်တင်းတင်းကိုခဏဆောင်းမအောင်လားခလေးရေဒေါ်လီဟိုဘက်ရင်ခဏသွားလိုက်အောင်မေတင်းတင်းရောက်မှာမင်းတို့မောင်တော်မအတူစကြပေါ့တင်းတင်းကခုခတ်ပြီးပါလိမ့်မယ်ဟုတ်ပြော၍အိမ်လေထွက်သွားတဲ့ဤ ကိုမောင်မောင်ညနေစာ ထမင်းမစားသေးမှန်းသည့်ဖြင့်တင်းနေကထမင်းဟင်းခုခတ်ပြီးမှကိုမောင်မောင်ကိုထမင်းစားခေါ်သည်တင်းနေခေါ်တမ်းကြမှကိုမောင်မောင်သည်အခန်းထဲကထွာလာတတ်၏နောက်တော့တင်းနေအလောက်ကပြန်၍မိဖို့ဆောင်ဝန်ထမ်းကြားလျင်ကိုမောင်မောင်လည်းမိဖို့ဆောင်သို့ဝင်လာတတ်သည်ပကံခွဲရောက်ကစားကုညီ၍လဲဆေးပေးတတ်သည်အာနာရတော့တင်းနေကတော့နေပါကိုမောင်မောင်တင်းနေလှုပ်ပေးပါမယ်ဟုပြောရက်၏ လာကထုတ်တော်နေများဆိုရင်တင်းနေကခောက်ဆွဲကြောအစိမ်းကြောအခောက်ကင်အသားကင်အသေးမြင့်ဟင်းလျာစသည် တခုခုအလုတ်ပြန်မှအမြဲဝဲလာလေးရှိသည်ညနေစာသမင်းကိုစားကြတော့အခါသူဝဲလာသောစားတော့ဖွဲရများကိုတင်းနေကကိုမောင်မောင်နှင့်အတူစားရသည်ခောက်ဆွဲဆိုရင်တော့ဦးလေးနှင့်တော်လေးကိုတီးတန့်တထုပ်ပေး၍တင်းနေနှင့်ကိုမောင်မောင်တို့ကတထုပ်စားကြသည်ခေါင်းရှို၍သမင်းဟင်းကိုကြည်သာငုံလွှေးနေသောကိုမောင်မောင်အား တင်းနေငါကိုမောင်မောင်ခောက်ဆွဲလေးစားပါဦးဟိုခဏခဏခက်ထဲပေးရသေးလဲရှိ၏ကြာတော့ကိုမောင်မောင်ကခောက်ဆွဲကြော်ထက်အသားကင်အသေးအမြင့်ဟင်းလျာများကိုပို၍ကြိုက်တက်မှန်တဖြည်းဖြည်းရင်မိလာ၏ထို့ကြောင့်လေလာကထုတ်ပြေဆိုလျင် အသေးအမြင့်ဟင်းလျာနှင့်အကြောလော်ကိုသာတင်းနေငါတမင်ရွေးချယ်ဝဲလာတတ်သည်ကိုမောင်မောင်ကိုဆောင်၍ညနေစာထမင်းကို တမင်တကာစားတတ်လာသည်ကိုမောင်မောင်ကလည်း ရေရဲဝံ့ဝံ့ပင်စားတတ်လာသည်မို့တင်းနေမှာကျိန်းနဲ့ဝမ်းသာမဆုံးဖြစ်မိသည်တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့ရမည်နှင့်ကမအိပ်မနေစားစူးစားသည်ဖြင့်၃-၅ရက်အတွင်းကိုမောင်မောင်၏ရုပ်ရည်မှအတော်ကလေးချောင်ကျသွားသည် ကိုမောင်မောင်ပေါ်တွင်ညှိတွင်နေမိသောတန်ရစင်ကြောင့်တင်းနေကတိတ်လေအစားပြတ်အေးပြတ်ခံမနဲ့ကိုမောင်မောင်ရဲ့စာမေးပွဲဖြေခံနေမှာနေထိုင်မကောင်းဖြစ်နေပါဦးမယ်ကိုမောင်မောင်စူးစားပုံမျိုးနဲ့ဆိုအောက်မှပါ ကျမကြီးလည်းတတိထားပါဦး။ဟိုပြောမိ၏။မကြိုးစားလို့မဖြစ်ဘူးမတင်တင်။ဒီစာမေးပွဲက ကျွန်တော်အတွက်အသက်ရေးကြီးပါလေ။ဒီနှစ်စာမေးပွဲအောင်မှဖြစ်မယ်။ကျွန်တော်ကြောင်းနေရတဲ့အခြေအနေကိုလည်းမတင်တင်သိသားပဲ။ဟိုဆိုတော့အခါတင်းနေရင်မှဆိုသွားရသည်။ကိုမောင်မောင်ပြောတော့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲသည် ကိုမောင်မောင်အတွက်ရေးကြီးကြောင်းတင်းနေလဲသဘောပေါက်သည်။ကိုမောင်မောင်ကိုကြောင်းထားပေးရတော့မိခင်မုံဆိုးမမှာ ယခုအခါစီးပွားရေးကြဆင်းနေသည်အယောင်ဝဲဆင်မပြေသည့်ကြားတဲ့မိမသားမို့မိမိပိုင်လဲရမည်အနေချင်းကိုကိုယ်တိုင်မလုပ်နိုင်သဖြင့်တီစားချထားမိကမှာတီစားကမရ၍မိခင်ဖြစ်သူမှခေါင်းမိတောင်းနေသည်ကြောင်းနေသောသားအတွက်ယခင်ကငွေမမှန်ပို့ပေးနိုင်တော့လေယခုနေမှာကြောင်းလာကထမင်းစရိတ်စသည့်ငွေများကိုပင်မှန်မှန်မတင်ပို့နိုင်ရှာတော့ပြီဤသူတို့ကိုတည်၍လဲ ကိုမောင်မောင်စာကိုသာဖြေစူးစားနေခြင်းဖြစ်သည်ကိုမောင်မောင်အတွက်တင်းနေနှင့်ဦးလေးကြည်ကြီးတို့ကပါစိတ်ကောင်းကြယခင်ကသူ့သားအားတက္ကသိုလ်အရောက်ကျောင်းထားပေးမည်ဟုကြုံးဝါခဲ့သောမိခင်မှာယခုအခါခါချီနေလေပြီတာဤပညာရေးအတွက် သူ့မိခင်မှာမြည်မြပူပန်နေရှာပေးလိမ့်မည်နီကိုမောင်မောင်စာမေးပွဲဖြေဆိုခြင်းတွင် တင်းနေမှာရင်တမမှဖြစ်နေမည်သည်စာမေးပွဲဖြစ်မပြီးခင် ကိုမောင်မောင်ဖျားနာ၍များသွားလိမ့်မလားဟုသောစိုးရိမ်ပူပန်စိတ်သည်တင်းင်းရင်ထဲ၌အမြဲပြေးသိခဲ့ရသည်ကိုမောင်မောင်ရုပ်ကလည်းတနည်းတခြားခြုံကြသွားသည်မဟုတ်ပါလားသို့သောကိုမောင်မောင်ကစာကြိုးစားမရောမစီမဆိုင်နှင့်တင်းင်းမှသာကိုမောင်မောင်စာမေးပွဲဖြေဆိုရသောရက်ပိုင်းကခွင့်ယူ၍ပင်စောင့်ကြည့်မိသည်ကိုမောင်မောင်ကြိုက်တတ်သောအစားအစာများကိုလည်းတကူတက တခုခုရမယ်ရှာ၍ချက်ပြုတ်ပေးရသည်မှာ မောရပန်းရမှန်းမင်မသိကိုမောင်မောင်စာမေးပွဲဖြစ်ပြီးသွားမှာတင်းတင်းမှာတတ်မှချနိုင်သည်စာမေးပွဲဖြစ်ပြီးသည့်နောက်တနေ့မှာကိုမောင်မောင်တော်ကိုပြန်သွား၏ကိုမောင်မောင်စာမေးပွဲအောင်သဖြင့်တင်းတင်းမှာဝမ်းသာမဆုံးဖြစ်နေမိသည်ထို့ထက်ဝမ်းသာစရာကောင်းသည်မှာကိုမောင်မောင်တက္ကသိုလ်ပညာကိုဆက်လက်သင်နိုင်တော့မည်ဆိုသောသတင်းကလည်းကိုမောင်မောင်နှင့်အတူတော်ကပါလာသည်တက္ကသိုလ်ဝန်ထမ်းအောင်သွားသောကိုမောင်မောင်ကို သူ့ဖေဘက်ကဆွေမျိုးတယောက်ကကြောင်းဆက်ထားပေးသည်ဟုသိရသည်။ကိုမောင်မောင်တက္ကသိုလ်ကျောင်းတော်ကြီးတို့ကျောင်းအိတ်ကျောင်းစားနှင့်ပေါ်လာသွားနေမည်ဟုဆိုသောအခါတင်းနေမှမျက်ရည်ဝဲနေမိသည်။ယခင်ကသူ့ထက်ကန်ဆိုးရှာသည်ဟုထင်၍တနာနေမိသောကိုမောင်မောင်မှာယခုအခါသူ့ထက်ကန်ကောင်းသွားလိမ့်မည်။ကိုမောင်မောင်တက္ကသိုလ်ရောက်သွား၍ဝမ်းသာရမည်စားတင်းနေမှဝမ်းနေ၍ပင်နေမိသည်။မိမိဘဝ အကျိုးပေးနဲရှာပုံကို တွေးမိ၍လေစိတ်ထဲမှာမချမ်းမြေတင်းတင်းမှာအမေလည်းမရှိ အဖေလည်းမရှိဆွေမျိုးဆို၍လေလားက300ရာသူပင်တင်းတင်းတို့ဆွေမျိုးတွေမှာမရှိအကယ်၍တင်းတင်းတို့ဆွေမျိုးတွေမှာငွေကြေးချမ်းသာသူများသာရှိပါကတင်းတင်းဒီကိုမမောင်းထက်ပင်တက္ကသိုလ်တို့အရောက်စောလေမြီခုတော့ဆက်ယုံနေစာစည်ရဲမငယ်ဘွားမှာတင်းတင်းကကြံရရပြီ ကိုမောင်မောင်နဲ့တက္ကသိုလ်မှာ ကျောင်းတူသွားနေရပါကမြေမြပြောစရာကောင်းလိုက်ပါမည်နီကိုမောင်မောင်အထုပ်ပိုးပြင်းနေသည်ကိုငေးကြည့်၍ဦးလေးကစိတ်ကောင်းမွန်မြာဒေါ်လေးကတော့မောင်မောင်ပညာသွားတင်တာမို့မတားကောင်းလို့သာမောင်မောင်ရဲ့အတော်ရင်ထဲမှာတမျိုးကြီးပဲအိမ်ကနေပြီးကြောင်းတက်လို့ကောမဖြစ်ဘူးလားခလေးရဲ့ဟိုရင်ထဲကဝေနာကိုဖွင့်ရန်၍ပင်ဆိုသည် တင်းနေရင်ထဲမှာတော့အသည်နှလုံးတွေပြုတ်တူနှင်းဆွေးညက်ထားသလိုပင်တင်းကျန်နေမိသည်ကျောင်းဆောင်မှာဆိုတော့စာကြိုးစားလို့ပိုကောင်းတာပေါ်တော်တော်ရဲ့ကိုမတိမလိုက်နိုင်တဲ့ဘာသာတွေကြတော့လေကျောင်းသားကြီးတငယ်ချင်းတွေစီမှာကုမတ်နိုင်မယ်မဟုတ်လားလဲရတဲ့အုတ်ကျင်းဟာဘလောက်မှမွေးပါဘူးကျွန်တော်ခဏခဏလားလဲမှာပေါ့ဦးလေးတို့ခြိစက်နာကကျောင်းဆောင်တွေဆောက်ပြီးကျွန်တော်အဲ့ဒီကိုတော့ပြောင်းချင်ပြောင်းရအောင်မှာတမိုင်းကျောင်းဆောင်ပြောင်းရရင်ကျွန်တော်နေတိုင်းလာနိုင်တာပေါ်တော်လေးရဲ့ တက္ကသိုလ်ကျောင်းတော်ကြီးတို့ပညာသင်သွားရတော့မည်ဆိုတော့မမောင်ဤတက်ကြွရွှင်မြူပွဲသောစကားကိုတင်းနေနာရဲဝန်သားစကားဟုပင်မထင်မိပါချေကိုမမောင်ကိုတရင်သားလုံးလိုက်ပို့ကြသည် ပြန်ကန်နီးမှတင်းနေကတက္ကသိုလ်ကျောင်းသားကြီးဖြစ်သွားလို့တင်းနေတို့ကိုတော့မိမသွားပါနဲ့ကိုမမောင်ရဲ့ဟုသောစကားကိုတင်းနေကကရုံခင်နဲ့ဆိုဖြစ်သည်ကိုမောင်မောင်နဲ့ဝေးသွားရမည်ကိုတင်းနေမှာတကယ်ပင် ဆိုရင်းနေရှာသည် ဟာဘဲမေးပါမလဲမတင်နေရေ တခါတခါចောင်းထမင်းចောင်းဟင်းတွေကတိတ်ညံ့နေလို့ပြောတန်ချဘူးလေចောင်းထမင်းចောင်းဟင်းညံ့ရင်ကျွန်တော်တော့မတင်နေတော့စီပဲပြေးလာမှာအဲ့ဒီအခါမှသာမတင်တင်ကကျွန်တော်ကိုခုခက်ပေးရလို့မဆူမဆောင်ပါနဲ့လို့နော်ဟိုကိုမောင်မောင်ကကြည်ကြည်တတပင်ပြန်ပြောသည်ကိုမောင်မောင်ကိုခုခက်ပေးရလို့တင်တင်ဘယ်တော့ငါဆူဆောင်ဘူးလို့လေဟုတ်ပါတယ်လေအဲ့ဒါကြောင့်မတင်တင်ကိုကျွန်တော်ဘယ်တော့မှမိမှာမဟုတ်ဘူးလို့ပြောတာပေါ့ ဤစကားကိုကြားရစဉ်ကတင်းနေရင်ထဲမှာရေခဲရည်နှင့်ရုတ်တရက်အပတ်ခံလိုက်ရသလိုအေးမြသွားမိသည်သို့သောအိမ်ပြန်မှာတော့တင်းနေဤအသေးနှလုံးတွင်မှာတက္ကသိုလ်ဝင်းထဲ၌ပင်ပြုတ်ကျကျန်ရစ်ခဲ့သလိုစိတ်တွေကလည်းလေဟာပြင်းနဲ့လွင့်မျောပါနေသလားဟုပင်ထင်မှန်မိသည်ကိုမောင်မောင်သည်ဝေးလံသောကဘာအပြင်ဘက်သို့ထွက်သွားသည်တမျှလေခံစားရမိသည်ပါတကားကြောင်ထမင်ကြောင်ဟင်းညင် ကျွန်တော်ကတော့မတင်တင်စီပြေးလာမှာဟုတ်တော့ကိုမောင်မောင်ရဲ့စကားကြောင့်တင်းတင်းတင်းငွေတွေနေ့တိုင်းကိုမောင်မောင်ကိုမျှော်မိသည်တပတ်နှစ်ပတ်ကြာတော့လဲကိုမောင်မောင်ကပေါ်မလားចောင်းဆောင်မှာအနေထိုင်မကြသေးလို့ထင်ပါရဲ့ဟုတ်တင်းတင်းကတွေ့ဤကိုမောင်မောင်ចောင်းမှာအစားအသောက်များသိပ်ဆင်းရနေမလားဟုတ်လဲနေ့စဉ်တွေ့ပူမိသည်တလားနှစ်လားကြာ၍လဲကိုမောင်မောင်ပေါ်မလာတော့အခါဦးလေးတော်ကပါ ဒီကောင်နဲ့နေစိမ့်လိုက်တာနေထိုင်မျှမကောင်းလို့လားငါလိုက်သွားမှ ဆိုပြီးကိုမမောင်ကိုသွားကြည့်သည်တင်းငွေတွေမို့အပြင်ထွက်နေ၍ကိုမမောင်ကိုမတွေ့ခဲ့ရနောက်တနေ့မှတော့ကိုမမောင်အင်ကိုရောက်လာသည် ဟုကြည်ကြည်ပြော၍တရားသည် သူ့လေတော့လိုက်လာသည်ကြား၍အင်လာလဲခြင်းမင်းသို့တော့တင်းနေငါအလုဆင်းနေသည်ဖြင့်ကိုမမောင်နှင့်မတွေ့လိုက်ရပြီကိုမောင်မောင်တက်ကတော်ရောက်ပြီးနှစ်နှစ်ကြာမှာ သူ့အမေဆုံးပါသွားသည် ထိုစဉ်ကကိုမောင်မောင်နှင့်တနင်တို့တောမှဆုံးမိကြသည်ထိုနောက်ကိုတော့ကိုမောင်မောင်နှင့်တနင်ကလူချင်းလုံးဝမဆုံးမိကြတော့ပြီအင်ကိုတော့၃လတခါ၄လတခါအလဲရောက်သွားကြောင်းကြည်ကြည်ပြော်၍တရားသည်ကိုမောင်မောင်ထာကိုတိနှင့်တော့ဦးလေးကလည်းသွား၍မမေ့တော့ပြီဤသို့ကိုမောင်မောင်နှင့်မဆုံးမိကြသဖြင့်လေတင်းနေကကိုမောင်မောင်ကို တွေ့ကျင်လှခြင်းဖြစ်သည်ဒီနေ့တွင် မမျော်လင့်မဲစက်ယုံရှိက ထမင်းဆိုင်မှာကိုမောင်မောင်ကိုတွေ့ရသဖြင့်တင်းနေကအလွန်မင်းဝမ်းသာသွားသည်သို့သောထမင်းစားလွှတ်ချိန်မိနစ်40မှာကိုမောင်မောင်ဤပြောင်းလဲသွားသောအဝိအစဉ်အပြောဆိုတို့မှငေးမောနေရသည် သူပြောလိုသောစကားများကိုပင်တလုံးတစ်ပါးတာမျှမပြောလိုက်ရလူချင်းမတွေ့ရတာကြတော့တင်းနေကိုပြောစရာတွေတပုံကြီးပဲကျွန်တော်နောက်တနေ့လာပါဦးမယ်အလောက်ကများတဲ့အပြင်တစ်ခါတခါနေထွက်ရတယ်တော့မလားအဘူး ဟူသောကိုမောင်မောင်စကားနှင့်ပင်ကျေနပ်ခဲ့ရလေသည်။ရခင်က တင်းငွေနေတိုင်းမျောမိသောကိုမောင်မောင်ကိုတင်းနေမှယခုလည်းမျောနေမိပြန်သည်။ရခင်ကပေါ်မလာသောကိုမောင်မောင်သည်ယခုလည်းပေါ်မလာပြန်ချီ။သုံးလေးလာကြသောအခါတင်းနေမှစိတ်ကိုလျှော့ပြလိုက်သည်။တက္ကသိုလ်ကျောင်းသားကြီးဖြစ်သွားလို့ကိုမောင်မောင်ငါ့ကိုမိသွားပြီ။ဟူသောအတွေ့အကြုံရင်ထဲမှနာရသည်။ကြာတော့လေ ကိုမမောင်ကိုမမေ့ပျောက်ပျောက်ပင်ဖြစ်သွားသည်။မြတ်မေငါမမောင်နဲ့တွေ့ခဲ့တဲ့ဟာမနေ့ကသူ့ဘွဲ့ရလို့ခုပါလကမှာအလုပ်ဝင်နေတဲ့လကလည်း300ကျော်တောင်ရတယ်တဲ့ဟာဒါရီမင်းတို့ဝဲပေးလိုက်တာဒေါ်လေးကိုပြောလိုက်ပါလို့လည်းမှားလိုက်သေးတယ်ငါကိုကြွေးလိုက်တာလဲစုံနေတာပဲဟာဦးလေးကကိုမောင်မောင်ဝဲပေးလိုက်သည်ဆိုတော့ခေါဆွဲကျော်အစိမ်းကျော်တို့ကိုကြည်ကြည်အားလှမ်းပေးရင်ဝမ်းသာအားရနဲ့ပြော၏ ဦးလေးနှင့်ကိုမမောင်တို့သည်မမျော်လင့်မဲလှေတန်းအဝိုင်းနားမှ ဆုံမြေကြသည်ဟုဆိုသည်ဦးလေးကိုထမင်းကျွေ၍ဒေါ်လေးအားခောက်ဆွဲနှင့်အစင်းကြော်များဝယ်ပေးလိုက်သည်ဆိုသကားကိုကြားရစဉ်ကတင့်တင့်မှရှက်လဲရှမိသည်ငါကိုတော့ကိုမမောင်တတိတော်မရပါလားဟုလေစိတ်ထဲကနာကြည်မိသည် ထို့ကြောင့်လေကိုမမောင်၏အကြောင်းကိုတင်းနေကဆက်၍မတွေ့ရတော့ဘီ ယခင်ကညစ်တွယ်နေမိသောတန်ရောစင်ကျိုးတို့သည်လည်းအလိုလိုပြေလျော့သွားလေပြီသည်တင်းနေတင်းနေခေါ်သားမှာနေကဲလွန်လာသဖြင့်တင်းနေကလှဲ့ကြည့်လိုက်သောအခါကိုမောင်မောင်မှာတင်းနေအနာတို့ပင်ရောက်နေနေလေပြီလဟာပြင်းစည်းကပြန်ဖိုးကျုပ်စည်းအနောက်ဖက်တန်အဝင်တွင်ကိုမောင်မောင်နှင့်မမျောလင့်မဲစုံစည်းမိကြ၏ကိုမောင်မောင်ကိုတွေ့ရသည်မှာအိမ်မက်သေးတွင် တွေ့ရသူလိုပင် ဘဲကဘလို့ပေါ်လာမှန်းကိုပင်တင်းနေငါမခံမှန်းတတ်ပြီထို့ကြောင့်လဲတင်းနေငါကိုမမောင်ကိုရတန်၍စကားလက်ခံပြောရန်ပင်တည်မိရမည်မမျောလင့်မဲတွေ့ရတာဝမ်းသာလိုက်တာတင်းနေရဲ့ကိုမမောင်ကစုံနေကြစကားကိုရရွတ်၍တင်းနေဤလက်တစ်ဖက်ကိုလည်းမတိမသားဆုပ်ကိုင်းထား၏ကွယ်ရင်မိတွေ့ရင်တေအောင်လွှမ်းတတ်သောသူ့အတန်းမှာတိတိတသာနွယ်နေသည် တင်းနေဘဲကလာလဲ လေလေဟာပြင်ကတခုခုစားပါအောင်လားတင်းနေရေစကားပြောရင်ပေါ့ကိုကတင်းနေနဲ့တိတ်တွေ့ကျင်တာအတော်ပဲအိမ်ကိုလာမဲလာမဲနဲ့အလောက်ကတိတ်များတော့မအားဘူးဒါပေမဲ့တင်းနေကိုတော့နေတိုင်းသတိရပါတယ်ကိုမောင်မောင်ကတင်းနေလက်ကိုခုထီမလွတ်သေးရွှဲရူမင်းယောက်ျားတယောက်ဤအကိုင်းတွေအထီးတွေကို မကြုံဘူးမတွေ့ဘူးတော့တင်းနေမှာတကူလုံးမှွန်ထူ၍ခြေလမ်းများကိုပင် ဘယ်ကဘလို့လှမ်းလာမှန်းမသိပဲဇင်းညံလေတို့ရောက်လာသည်ရှက်လိုက်သည်မှာလဲမျက်လုံးတွေပါပြာဝေနေသည် မတော်တဆအုပ်ချင်းကလူတွေများမြင်သွားခြင်းဟူသောစိုးရိမ်ပူပန်မှုကလည်းရင်ထဲတွင်လှိုက်စူပေါမင်းခံနေသည်တင်းနေတခုခုစားပါအောင်လာကွယ်စကားပြောရင်ပေါ့နော်နေနေပါစေကိုမမဤစကားကိုတော့တင်းနေကတေးရေးရှင်ရေးတမျှအယဲစွန်၍ပြောရသည် စန်ဒီတော့ကိုဒီကစောင့်မယ်ကွယ်၁၂နာရီခွဲအမိလာပါနော်ကိုဖိုကင်လှုပ်ထားလိုက်မယ်တင်းတင်းကိုပြောစရာတွေကိုရင်ထဲမှာအများကြီးပဲအင်ကိုလာလဲမယ်လို့စိတ်ကူးနေတာခုတော့အတော်ပဲဆက်ဆက်လာပါနော်ကိုမမောင်အေးစကားမဆုံးခင်ပဲတင်းတင်းဤခြေလန်းကဖျားလန်းဘူတာအဝင်ဝါကိုခြေချမိနေလေးပြီကိုမောင်မောင်ကတတော်တော်ပြော၍ယထာဘူတာအဝင်ဝါထီလာ တင်းတင်းယထာဘော်တက်လာသည်ထီလား ယထာဘော်ထိလိုက်ပါလာလေသည်သလားသူ့ကိုအုတ်ကျင်းထိလိုက်ပို့မည်ဟုနောက်ထပ်စကားဆိုသေးသလားတင်တင်ပါမှသတိမထားမိနိုင်ကေလမ်းမတော်ဘူတာတို့ရောက်၍သူ့နောက်ကကိုမောင်မောင်ပါမလာမှန်းသည်မှာတမကိုအကြင်ကြင်ချမိသည်ထိုညားကတညာလုံးတင်တင်အိမ်မပြောမိပေမိကနေအိပ်ပျော်သွားလိုက်ပြန်လို့လာလိုက်နှင်းမိုးလင်းခဲ့ရသည်နနက်ထမှာ ကြီးကြီးမေကလည်းအတော်တန်နေထိုင်ကောင်းသောသဖြင့်အလုတ်ပင်သွားလိုက်သေးသည်အလုတ်သွားပြန်နှင့်အလုတ်ထဲမှလည်းကိုမမောင်ចောင်းကိုသာဆက်တွေးပြပြန်သည်ညနေအိယာဝင်ကနေမှလည်းသူ့ចောင်းမင်းအိမ်မက်ထဲမှလည်းကိုမမောင်ចောင်းသာသို့သောဟန်ရီတဲ့စကားကြွယ်၍အဝိစင်တွေပါပြောင်းလဲပြီးစပိုရှက်နီညိုတက်ထရွန်အဖြူဖနက်ဦးချွန် လက်ဆွဲတရေအကြီးနဲ့ကိုမောင်မောင်ကမဟုတ်ပါချေစပင်ကိုတူတူညှက်ပြီး ပင်ဤအပေါ်ဘုံကိုအမြဲဝက်ခါခေါင်းငုံ၍သွားရသောကိုမောင်မောင်ပစိုးကိုတူတူစီ၍ကျောင်းရွယ်ဤကို ပခုံးပြုတ်ကြမတက်လွဲကအုတ်ကျင်းမှ ကမာရွတ်ကြားကြောင်းတို့တန်လန်တိုင်းခြေလျင်ကျောင်းသွားနေသောကိုမောင်မောင်ကိုသာနောက်တနေ့မှကိုမောင်မောင်ချင်းဆိုသောစန်တီတို့ရောက်လာသည်သို့တော့တင်းတင်းကမသွားဖြစ်တော့ သွားလို့စိတ်လဲအလင်းမရှိတော့ကိုမမောင်နဲ့တွေ့ရမှာကိုတင်းနေကမဝင်တော့တနေ့ကဘုရားယုံမှာတွေ့ခဲ့တော့ကိုမမောင်အကြောင်းကိုတွေ့မိရင်ခြေပြားလက်ပြားတွေပင် တောင့်တင်းအေးဆက်လာမိသည်ထို့ကြောင့်လေကိုမောင်မောင်သူ့အားဆောင်းဆောင်းကိုတင်းနေကဘလို့လုပ်ပြီးတည်နိုင်ပါတော့မည်နီး ားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။